မင်းတို့မယုံနိုင်လောက်တဲ့မက်လာ24နောက်ဆုံးရကဘာနဲ့အာရှမှာအကြောင်းအရာတွေ Trentainment Myanmar Hello ပြည်သက်ကြီးရေဒီနေ့မှာတော့ကဘာကြီးကိုလှုပ်ခါသွားစေမယ်မင်းတို့ရဲ့မျက်လုံးတွေကိုပြူးသွားစေမယ်အကြောင်းအရာများကို Trentainment Myanmar ကနေတင်ဆက်ပေးသွားမှာပါဘာတွေဖြစ်နေလဲဆိုတာသိချင်ရင်စက်ကြည့်နော် ဂါဇာတောင်ပိုင်းမှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပါလက်စတိုင်းပြည်သူ26ရောက်သေဆုံးခဲ့ရရှာတယ်။ဟာမတ်ပါတီခေါင်းဆောင်တဦးလည်းပါသွားတယ်ဆိုတော့ဘလို့ပြောရမလဲ။ယာဖာမြို့မှာလူတွေအိုးအိမ်ဆုံးခွာနေရတော့လူသားချင်းစာနာထောက်ထားမှုအကျက်တဲကပိုဆိုးလာပြီတဲ့။လန်ဒန်ဟီထရိုးလေဆိပ်ကိုခဏပိတ်ထားပြီးမှပြန်ဖွင့်လိုက်ပေမဲ့ ကဘာတဝန်းကခီးသွွားတွေအတွက်တော့အခက်အခဲတွေရှိနေတုံးပဲတဲ့ပြီးတိန်ရဲ့စီးပွားရေးအပေါ်ဘလို့တက်ရောက်မှုတွေရှိမလဲဆိုတာဆွေးနွေးနေကြတုံးပဲတမရဟောင်းထရန့်ကိုထောက်ခံတဲ့အမေရိကန်စီနေတာတယောက်ကတရုတ်စီးပွားရေးကောင်းဆောင်နဲ့ကုန်သွယ်ရေးပြဿနာတွေကိုဆွေးနွေးဖို့တွေ့ဆုံခဲ့တယ်ဆိုတော့ဒါကဘလို့အထိပယ်တွေတက်ရောက်နိုင်မလဲနိုင်ငံရေးကတော့တကယ်ကိုရှုပ်ထွေးနေတာပဲ ဘော့မော်ဒာမပါဝင်တဲ့ Last One Laughing ဆိုတဲ့ UK ဟာတာအစီအစဉ်ကတော့လူကြိုက်ရမ်းများနေတဲ့ပရိသတ်တွေကဒီအစီအစဉ်ရဲ့ရေရှင်စရာပုံစံကိုသဘောကျနေကြတာတဲ့နွေရာသီမှာဖွင့်လှစ်မဲ့ကာဗွန်ဖမ်းဆက်ရုံကတစ်နှစ်ကိုတန်ချိန်9သိန်းဖယ်ရှားနိုင်မယ်ဆိုပေမဲ့ရုပ်ကျွင်းလောင်စာလုပ်ငန်းတွေနဲ့ဆက်နွယ်နေတာကြောင့်ဝေဖန်မှုတွေရှိနေတဲ့တဲ့ကာဗွန်ကိုဖမ်းနိုင်တာကတော့ကောင်းပါတယ်ဒါပေမဲ့ဘလို့နည်းနဲ့ဖမ်းလဲဆိုတာကလည်းအရေးကြီးတယ်နော် ဂျပန်တရုတ်တောင်ကိုရီးယားခေါင်းဆောင်တွေတွေ့ဆုံပြီးဒေတာတွင် တင်းမာမှုတွေအကြောင်းဆွေးနွေးခဲ့ကြတယ်တောင်ကိုရီးယားကစတော့ရှယ်ယာရောင်းချမှုပိတ်ပင်ထားတာကိုရုတ်သိမ်းလိုက်တယ်ရက်တွင်းစီဆိုခဲ့မှာကစားသမားကပြိုင်ပွဲမှာဒေါ်လာ9000ဆုရသွားတယ်အိန္ဒိယကပါကစ္စတန်ကိုဇေဂရနေကိစ္စနဲ့ဝေဖန်နေတယ်မြို့ချုံရဲ့အမျက်ငွေကခံမှန်းထားတဲ့အတိုင်းပဲတဲ့ ီနေ့ရဲ့ကမ္ဘာသတင်းတွေကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေနဲ့ပြန်လာခဲ့ပါမယ်။ Trend Time မြန်မာဘူ Like Share Subscribe လုပ်ဖို့မမေ့နဲ့တော့အားပေးမှုကကျွန်တော်တို့ကိုရှေ့ဆက်ဖို့ခွန်အားတွေပါပဲ။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။ Bye bye